ီဇလန်းကတော့တေကျင်းနဲ့ရှင်ချင်းကြကဂိမ်းတွေကိုကစားခဲ့ရပြီးအိုက်ဂိမ်းတွေကိုရပ်တန့်မှုအတွက်နောက်ွယ်ကလူကိုစုံစမ်းမှုထွက်လာရကနေဂိမ်းထဲကိုပဲပြန်ရောက်သွားခဲ့ကြရတဲ့ဇလန်းလေးပဲဖြစ်ပါတယ်။ဇလန်းရဲ့အဆမှာတော့တာမီနှစ်ယောက်ဟာအိမ်ပြင်ကနေပြန်လာခဲ့ကြပြီးမိမဖြစ်သူကသူ့ယောက်ျားအခန်းထဲကိုသွားလို့သူတို့ကွာရှင်းကြမယ်ဆိုတဲ့အကြောင်းပြောပါတယ်။ဒါပေမဲ့ယောက်ျားဖြစ်သူကတော့ကွာရှင်းခြင်းမုံမပေါ်ပဲခဏနေမှဒီကိစ္စကိုဆက်ပြောကြမယ်လို့ပြောပြီးထွက်သွားခိုင်းပါတယ်။ ဒါနဲ့မိမဖြစ်သူရင်နှွေးငွေခန်းထဲဝင်နေတုန်းမှာပဲတေချင်းချင်းချင်းခိန်ကိုနောက်ွက်ကကျိုးကင်တဲ့သူ့ယောက်ျားကမိမကိုအခန်းထဲမှာပိတ်ထားလိုက်ပြီးအခန်းတကားပွင့်လာအောင်ဂိမ်းကစားခိုင်းပါတယ်။မိမဖြစ်သူကတော့သူ့ဒီဂိမ်းကိုထပ်မကစားချင်ဘူးလို့တောင်းပန်ပြီးပြောနေပေမဲ့လည်းအပူချိန်ကတဖြည်းဖြည်းနဲ့တိုးလာတာမို့မကစားလို့မရတဲ့အခြေအနေတစ်ခုကိုရောက်သွားပါတယ်။ ိမဖြစ်သူလဲကြောက်လန့်နေပြီးတကားကိုအတင်းတွေထုနေပေမဲ့ဘာမှမထူးတာမို့အပြင်ကပိတ်ထားတဲ့အတန်းလေးသုံးတန်းကိုပျောက်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲပြရာခတ်အောင်စဉ်းစားနေပါတယ်တဲလွန်စားအနေနဲ့ကတော့ငါကဒီကဘာကြီးပေါ်မှာကြီးပြင်းတယ်လေထဲမှာကြုံတယ်ရေထဲမှာနင်းမြုပ်တယ်မီးထဲမှာရှင်သန်တယ်အဲ့ဒီငါကဘာလဲလို့မိကုန်ထုတ်ထားပြီးဖြည့်ချင်းခိုင်းတာပါတယ်မိမဖြစ်သူလဲခေါင်းတွေချအောင်စဉ်းစားနေခဲ့ပြီးအခန်းတွင်းပူချိန်ကလည်းတဖြည်းဖြည်းနဲ့တိုးလာခဲ့ပါတယ် နောက်ဆုံးမှာတော့မေကွန်းရဲ့အဖြေကကြောက်တုံးဆိုတာကိုသိသွားခဲ့ပြီးရေဘူးတွေထွက်တဲ့ကန်ထဲမှာရှိတဲ့ကြောက်တုံးတွေအများကြီးတဲကအယောင်မတူတဲ့ကြောက်တုံးတစ်ခုကိုရွေးယူလိုက်ပြီးကြောက်တုံးထဲမှာရှိနေတဲ့တန်လိုက်နဲ့အပြင်ကပိတ်ထားတဲ့အတန်သုံးတန်းကိုဖွင့်ရမယ်ဆိုတာကိုသိသွားပါတယ်။အခန်းပူချိန်ကတော့230ကျော်အထိတိုးလာနေတာမို့မိမဖြစ်သူလည်းတန်လိုက်ကိုယူပြီးအပြင်ကအတန်းတွေကိုတုံတုံရင်နဲ့ဖယ်ထုတ်နေရပါတယ်။ ဒီလိုနဲ့နှစ်တန်းမြောက်ထိဖယ်ပြီးချိန်မှာတော့အခန်းပူချိန်က290ထိဖြစ်သွားပြီးသုံးတန်းမြောက်ကိုဖယ်နေချိန်မှာတော့အခန်းတွင်းပူချိန်ကြောင့်ဘလို့မှမလှုပ်ရှားနိုင်တော့ပဲတန်လိုက်လက်လက်ထဲကနေပြုတ်ကျသွားခဲ့သလိုအပူချိန်ကလည်း290ထိတိုးသွားချိန်မှာတော့မိမဖြစ်သူလည်းတိတ်ဆုံးသွားပါတယ်။တစ်ဖက်မှာလည်းဒီဇယ်လန်းရဲ့အဓိကဆက်ကောင်ဆိုဝီကသူ့တငယ်ချင်းဗန်နဲ့အတူဂိမ်းရဲ့နောက်ွယ်ကလူကိုဖော်ထုတ်ဖို့လေရင်ကွင်းစီသွားချိန်မှာတော့ဂိမ်းစောခဲ့တုန်းကဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေကိုပြန်မြင်အောင်လာပြီးလေရင်စီးလို့မရအောင်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်တငယ်ချင်းဘဏ်ကသူ့အတွက်ကားတစ်စီးငှားပေးခဲ့ပြီးဂိန်းနောက်ွယ်ကလူရှိလောင်းမဲ့အစာအုပ်တစ်ခုစီသွားကြရာကနေဆေးကြောင်နေတဲ့လူတယောက်နဲ့တွေ့ပြီးဇိုဝီရဲ့လော့ကက်သီးလေးကိုလူယူသွားခဲ့ပါတယ်။ဒါနဲ့ဘန်နဲ့ဇိုဝီလည်းဆေးသမားနောက်လိုက်ရာကနေရထားတစ်စီးပေါ်ကိုမတော်တဆရောက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲသူတို့တက်လိုက်တဲ့ရထားတွေကရှေ့ကရထားတွေနဲ့တွဲပြတ်သွားခဲ့ပြီးလမ်းမကိုချော်မောင်းရင်ရက်သွားရာကနေရထားပေါ်မှာပါလာကြတဲ့လူအလုံးဂိန်းထဲကိုနောက်ကျရင်ပြန်ရောက်သွားခဲ့ကြပါတယ်။ သူတို့အားလုံးကတော့ဒါကိုပုံမှန်ယထာမတော်တဆမှုလို့ပဲထင်နေကြပြီးတကားကိုဖွင့်ကြည့်ပြီးလာကယ်မဲ့သူကိုစောင့်နေကြပါတယ်။ကတုံးတဲ့လူကလည်းသူတို့ပိတ်မိနေတာမို့ဆက်တော်ရေးခလုတ်ကနေသူတို့ကိုကယ်ပေးဖို့လှမ်းကြောင်းကြားခဲ့ပါတယ်။အဲဒီချိန်မှာပဲယထာဘော်ကနေတတိပိသံထွက်လာတော့မှသူတို့လိုက်ရှာနေတဲ့မီနိုဆိုတဲ့လူကသူတို့ကိုပြန်ရှာတွေ့သွားတာကိုသိသွားကြပြီးတခြားခီးတဲ့တွေကလည်းမီနိုဆိုတဲ့ဇကားကြောင့်သူတို့ဂိမ်းနဲ့ပြန်ရောက်သွားတာကိုသိလိုက်ကြပါတယ်။ ဒီတော့မှအခုပိတ်မိနေတဲ့လူ6ယောက်ကအရင်ကလည်းဂိမ်းကစားခဲ့ဘူးတဲ့သူတွေဆိုတာကိုအချင်းချင်းသိသွားကြပါတယ်အဲ့ဒီနောက်တော့ဒီစိတ်ပြက်စရာဂိမ်းကြီးကိုထပ်ကစားရမှာမို့အားလုံးခြောက်ချားနေကြတော့တယ်။အဲ့ဒီအချိန်မှာပဲရထားတစ်ခုလုံးကိုလျှက်စစ်လျှော့တွေရိုက်လိုက်တာမို့မီးတွေမှိတ်လိုက်ပွင့်လိုက်ဖြစ်ကုန်ပြီးလျှက်စစ်တပ်ရဲ့ပြင်ရကြောင်ဇိုဝီလက်ကနိုင်တောင်းတက်လိုက်ပြီးပျက်စီးသွားခဲ့ပါတယ်။ရထားပေါ်ကလူတွေလည်းသူတို့မဆော့ရင်သိမယ်ဆိုတာကိုသိတာမို့စစ်စံကတတိပေးချက်ကိုနောက်ထပ်ပြန်နားထောင်ရကနေ ယထာခုံတွဲအောင်မှာအိတ်တစ်ခုကိုတွေးလိုက်ရပြီးအိတ်ထဲမှာပဝါတစ်ခုနဲ့လက်ကင်တစ်ခုရှိနေခဲ့ပါတယ်။သူတို့တွေကတယောက်ကလည်းထွက်ပေါက်လိုနေရာတစ်ခုကိုရှာတွေ့သွားခဲ့ပြီးထွက်ပေါက်ကအံဝက်လိုဖြစ်နေတာမို့ဖွင့်မှုအရာတွေလိုအပ်မယ်လို့ပြောပါတယ်။ဒါနဲ့ကရုံးတဲ့လူကဒီကနေထွက်လို့ရမယ်တဲလုံစားထဲမှာထူးခြားတာတွေ့ခဲ့ရင်တွဲဆောင်ကိုတတိပေးပါဆိုတဲ့စကားပါတာမို့အိတ်ထဲကတွေ့ခဲ့တဲ့လက်ကင်နဲ့တွဲဆောင်တကားကိုအဖွင့်မှာတော့တက်လိုက်ပြီးလက်ကင်လည်းလွင့်ထွက်သွားပါတယ်။ ဒါနဲ့လေသာနဲ့တာဆိုရင်ဓာတ်မလိုက်ဘူးဆိုပြီးခပတ်ကိုဖြုတ်လို့နောက်ချိန်ဖွင့်လိုက်တော့မှတကားကပွင့်သွားခဲ့ပေမဲ့လည်းအထက်ကလျှဲစစ်တက်ကလှမ်းရိုက်တာကိုထပ်ခံလိုက်ရပါတယ်ကြထားတွဲကန်းထဲမှာတော့အကျွေးစီးထည့်ရတဲ့တိုကင်လိုပုံစံလေးတစ်ခုကိုတွေးလိုက်ရတာမို့တွဲကန်းပေါ်ကဆာမှာရေးထားတဲ့ကြောင်ညာအတုတွေကိုဆွဲချရမယ်ဆိုတဲ့အတိုင်းသူတို့အားလုံးကြောင်ညာအတုတွေရှိတဲ့ယထာလက်ကင်တိုင်းကိုဆွဲချရမယ်ဆိုတာကိုတည်သွားကြပါဗျ။ ဒါပေမဲ့လက်ကင်တွေကတတုတွေနဲ့ဖြစ်နေတာမို့တလိုက်မှစူတာနဲ့အိတ်ထဲကနေနောက်ထပ်ပစ္စည်းကိုရှာကြည့်တော့လဲသားကိုတွေ့တာနဲ့တော့နဲ့6ရောက်စာဖြည့်ပစ်လိုက်ပါတယ်။အဲဒီနောက်တော့အယောင်ပါတဲ့လက်ကင်တစ်ခုကိုစာပြီးဆွဲချရာကနေစီကနန်းတုကင်တစ်ခုကြလာပြီးရထားပေါ်ရှိနေတဲ့လျှက်စစ်တက်ကလည်းပို့ပြီးတော့များလာခဲ့ပါတယ်။ဒါကြောင့်သူတို့မြန်မြန်လောက်ရမယ်ဆိုတာကိုသိသွားပြီးဇိုဝီလည်းသူရလာတဲ့အကျွေးစီကိုအပေါက်ထဲထည့်လိုက်တော့နောက်ထပ်ရှစ်ခုလိုသေးတယ်ဆိုတာကိုပြနေခဲ့ပါတယ်။ အဲဒီနောက်တော့သူတို့တွေလူစုခွဲပြီးကြောင်ညာတွေတဲကလုံနေတဲ့ကနန်းတွေကိုယထာလက်ကင်ကိုဆွဲချလို့လိုက်ရှာကြပြီးသူတို့တခုရှာတွေ့တာနဲ့အမျှလျှက်စစ်တပ်ကလည်းပိုလို့တောင်များလာခဲ့ပါတယ်။အစကတော့အပြင်ဘက်မှာရှိနေသေးတဲ့လျှက်စစ်တပ်ကတိုကင်တွေများလာတဲ့အချိန်မှာတော့အတွင်းထဲထိရောက်လာခဲ့ပြီးသူတို့အားလုံးလည်းဓာတ်မလိုက်အောင်ငုတ်ပြီးသွားသွားနေရပါတယ်။ အဲ့ဒီအချိန်မှာပဲကရုံးတဲ့လူကထလာခဲ့ပြီးပြောင်းနေတဲ့နောက်ထပ်စကလုံးကိုတွေးပြီးပြောနေတော့မှာပဲယထားတဲ့ကဓာတ်ကသူ့ကိုရိုက်လိုက်တာမို့သူလည်းဆွဲမိဆွဲရအနေနဲ့ယထားလက်ရန်ကိုကင်မိသွားပြီးဓာတ်တွေတောက်လျှောက်လိုက်နေခဲ့တာမို့ယထားပေါ်မှာတင်သေးသွားခဲ့ပါတယ် အဲ့ဒီချိန်မှာပဲဆိုဝီကပြီးနေတဲ့အနီရောင်စကလုံးလေးတွေကိုကြည့်ပြီးနောက်ထပ်သူတို့လိုတဲ့စကလုံးက WB နဲ့ O ဆိုပြီးလမ်းအော်ပြောတာမို့အားလုံးဆိုဝီပြောတဲ့ကဏ္ဍကိုလိုက်ရှာကြပါတယ်။ရှေးစစ်တက်ကလည်းယထာတစ်ခုလုံးကိုရရဆက်ဆက်ကူးနေခဲ့ပြီးတိုကင်ထည့်ရမဲ့တွဲကန်အထီကိုကူးနေခဲ့ပေမဲ့လည်းဘန်ကတော့အရေးဆုံးဝင်သွားခဲ့ပြီးနောက်ဆုံးတစ်ခုပဲလူတော့တာလို့ပြောပါတယ်။အဲ့ဒီချိန်မှာပဲဆိုဝီကသွားသွားနေခဲ့ပြီးနောက်ဆုံးတိုကင်ကိုဘန်လက်ထဲကိုထည့်ပေးလိုက်ပြီး ဗန်ကတူကင်အပေါက်ထဲကိုထည့်လိုက်တော့မှအဟွက်တကားလည်းပွင့်သွားခဲ့ပြီးသူတို့အားလုံးအလျင်မြန်ဝင်လိုက်ရပါတယ်။သူတို့ရောက်သွားတဲ့နေရာကတော့လောင်ချိုက်တစ်ခုထဲမှာဖြစ်နေခဲ့ပြီးခုနကတေသွားတဲ့သူတို့ကစိတ်မကောင်းလို့ခဏတော့ငြိမ်နေခဲ့ကြပါတယ်။အဲဒီနောက်တော့ကိုကိုကမိတ်ဆက်လိုက်ကြတာမို့နံမဲတွေလည်းတည်သွားကြပြီးလောင်ချိုက်ရဲ့တကားကိုဖွင့်လိုက်တော့ဗန်တစ်ခုထဲရောက်နေတာကိုသိလိုက်ရပါတယ်။ ဲ့ဒီအချိန်မှာပဲလုံခြုံရေးတတိပေးတဲ့အတန်ထွက်လာတာမို့ဆိုဝီကဘာကူမှမထီးဖို့ပြောခဲ့ပေမဲ့လေဘရီယန်နာကလုံခြုံရေးကြွေပြားကိုသွားထိရာကနေလေစာတွေထွက်လာပြီးရှေ့တိုးမရနောက်ဆုံးမရနဲ့ဖြစ်ကုန်တာမို့တချက်မားတာနဲ့တီမာဆိုလို့အားလုံးကသူနင်းထားတဲ့ကြွေပြားပေါ်ကနေဖယ်လို့ရအောင်ကူညီပေးရပါတယ်။အဲဒီတော့မှလေစာတွေလည်းပျောက်သွားခဲ့ပြီးကြွေပြားတွေရဲ့တစ်ဖက်မှာထွက်ပေါက်ကရှိနေပြီး7မိနစ်နေရင်နေရာအကုန်လုံးလေစာတွေနဲ့ပြည့်ကုန်မယ်လို့တတိပေးပြီးတကားကတဖြည်းဖြည်းစီသွားခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲနေကချိုချင်းထဲမှာထည့်ထားတဲ့တော့ကိုရှာတွေ့သွားခဲ့ပြီးဆိုကြီးကလည်းလော်ကာကိုတွေ့လိုက်တာမှုချိုချင်းကိုခြေလိုက်ပြီးရလာတဲ့တော့နဲ့အတူကြွေပြားမခင်းထားတဲ့ဘက်ကနေလော်ကာတွေရှိတဲ့စီကိုတွားခဲ့ပါတယ်။ဗန်ကလည်းဆိုဝီနဲ့အတူလိုက်သွားခဲ့ပြီးကျန်တဲ့သူတွေကတော့ချိုချင်းထဲကတော့တွေကိုရှာနေခဲ့ကြပြီးတော့နဲ့လော်ကာတွေကိုလိုက်ဖွင့်ပေမဲ့လည်းဖွင့်လို့မရခဲ့ပါဘူး။ရေချဲနဲ့ဘီယန်နာကလည်းနောက်ထပ်တော့တခြားကိုတွေ့တာမို့တခြားဖက်ချမ်းကလော်ကာတွေရှိတဲ့ဘက်ကိုသွားကြပါဗျ အဲ့ဒီချိန်မှာပဲတမတ်ချိန်10မိနစ်တာကြံပြီး ADM ဆက်လက်ပေါ်လာတာမို့ပင်ရိုက်ဖို့အတွက်နံပါတ်၄ခုလိုအပ်တယ်လို့နေကလှမ်းပြောလိုက်ပါတယ်။ဒါနဲ့သူတို့တတွေနံပါတ်ကိုလိုက်ရှာရတာကနေလော်ကာထဲမှာနံမည်နဲ့ရှိနေတဲ့တခုသီးသောလော်ကာကိုနှစ်ဘက်စလုံးကတွေ့သွားခဲ့ကြပြီးသူတို့မှရှိတဲ့တော်နယ်ဖွင့်ကြည့်တော့မှဇိုဝီတို့ဘက်ခြမ်းမှာဒါသွားလိုချုံတဲ့ဆိုင်တွေရှိနေခဲ့ပြီးဒီချယ်တို့ဘက်မှာတော့ပတ်စံအလွတ်နှောက်ရှိနေခဲ့ပါတယ်။ ဒါနဲ့သူတို့လည်းဒီနှစ်ခုကဘယ်လိုဆက်ဆက်နေတာလဲစဉ်းစားကြည့်တော့မှပတ်စံပေါ်ကိုသွေးဆိုးစေခြင်းနဲ့ဆိုတာသိသွားတာနဲ့ရွေးချယ်ကပတ်စံကိုလှမ်းပစ်ပေးလိုက်ပြီးဇိုဝီကလည်းသူ့လက်ကသွေးနဲ့ပတ်စံကိုတုပ်လိုက်ပါတယ်။အဲဒီတော့မှပင်နမတ်လေးလုံးရလာပြီး ATM မှာရိုက်လိုက်တော့နယူးယောက်လန်ဒန်နဲ့ရှန်ဟိုင်းကနိုင်တွင်လယ်နေရာကနေရုတ်တရက်ရက်သွားခဲ့ပါတယ်။ အဲဒီနောက်တော့နိုင်တွေကညွန်ပြတဲ့လမ်းကြောင်းအတိုင်းနိုင်ကကြွေပြားတွေပေါ်မှာချိုချင်းတွေချလို့အမှတ်သားမှတ်ခဲ့ပြီးခြေလမ်းတွေလှမ်းခဲ့တယ်လို့သတ်မှတ်ချိန်ကလည်း9မိနစ်ပဲရှိပါတော့တယ်။အဲဒီချိန်မှာပဲနိုင်နင်းထားတဲ့ကြွေပြားကနေနောက်ထပ်သဲလုံစာတစ်ခုပေးလာခဲ့ပြီးသူတို့တွေလည်းသဲလုံစာကိုအသေးအံလိုက်ရှာနေကြပေမဲ့မတွေ့တာနဲ့နိုင်ကအရေးဆုံးမိကြွေပြားတွေကိုမှန်းမီနင်းကြည့်ပါတယ်။ ားလုံးကယူမရကြလို့မလုပ်ဖို့လှမ်းထားပေမဲ့လည်းနှိတ်ကနင်းလိုက်တာမို့လေစာတွေထွက်လာခဲ့ပြီးနှိတ်လည်းလေစာကြားမှာတတိမိသွားတာမို့ရေချယ်တို့နှစ်ယောက်ကနေနှားတဲ့ကြွေပြားကနေခြေထောက်ဖယ်သွားအောင်အတင်းဆွဲယူလိုက်ရပါတယ်။အဲဒီချိန်မှာပဲဘရီယန်နာကတဲလွန်စားကနေမိခင်တစ်တာလို့လှည့်ရတဲ့အရာလေးတစ်ခုကိုတွေ့သွားပြီးလှည့်ကြည့်လိုက်တော့အိုက်ထဲကနေ grad တစ်ခုထွက်လာခဲ့ပြီးဇိုဝီတို့ဘက်မှလည်းလမ်းပြမြေပုံရှိနေတာမို့သူတို့ဘက်ကိုလှမ်းပစ်ပေးဖို့ပြောပါတယ်။ အဲဒီနောက်တော့ဇိုဝီကအားလုံးကိုလမ်းပြပေးမှမို့သွားကြဖို့ပြောပြီးဗန်ကနိုင်ကိုတဲပြီးရေရှဲတို့နှစ်ယောက်ကလည်းဇိုဝီလာလို့ရအောင်ချိုးခြင်းတွေချထားပြီးလမ်းပြပေးခဲ့ပါတယ်။သူတို့အားလုံးထွက်ပေါက်ထဲကိုရောက်သွားချိန်မှာတော့အချိန်ကတစ်မိနစ်တောင်မလိုတော့တာမို့ဇိုဝီလည်းအမြန်လောကာရှိကနေထွက်လာခဲ့ပြီးချိုးခြင်းချထားတဲ့ကြွေပြားတွေအတိုင်းပြေးလာနေခဲ့ပြီးလေစာတွေကလည်းသူ့နောက်ကနေတောက်လျှောက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့လည်းအချိန်မီထွက်ပေါက်တဲ့ကိုရောက်သွားခဲ့ပြီးဘန်ကတော့တတိပြန်ရလာတဲ့နေ့ကိုနောက်တစ်ခါဒီလိုမလုပ်ဖို့ပြောနေတော့မှာပဲအပေါ်ကမြေတွေပြူကျလာတာနဲ့သူတို့အားလုံးပြေးကြရပြန်တယ်။အဲဒီနောက်တော့တဲရီနဲ့ပြည်နေတဲ့ကမ်းခြေတစ်ခုစီရောက်လာခဲ့ပြီးဘရီယန်နာကကင်မရာတစ်ခုကိုတွေ့တာနဲ့ရိုက်ကြည့်ချိန်မှာတော့ဓာတ်ပုံချက်ချင်းထွက်လာပြီးဓာတ်ပုံထဲမှာလှေတစည်းကိုတွေ့လိုက်ရပါတယ်။ဒါနဲ့သူတို့အားလုံးလှေနဲ့ပတ်သက်တာရှာမယ်ဆိုပြီးရှာကြည့်နေတော့မှာပဲကင်မရာနဲ့ဓာတ်ပုံတွေတဲထဲကိုဝင်သွားတာကိုသူတို့တတိမထားမိလိုက်ပါဘူး။ ဒါကိုသူတို့တတိမထားမိပဲထွက်ပေါက်ကိုဆက်ချရာကနေအိန္ဒိယရဲ့တကားကနေကြောက်စုအရာကိုရေချဲကတွေ့သွားခဲ့ပြီးဘန်းကလည်း blind လက်နမည်နဲ့လှေတစည်းကိုရှာတွေ့ခဲ့ပါတယ်။လှေထဲမှာတော့တထုရှာဆက်လို့လို့ပစ္စည်းတစ်ခုတွေ့ခဲ့ရပြီး next နဲ့ဘန်းတို့ကအဲ့ဆက်နဲ့တဲတဲကနေတဲလုံစားကိုလိုက်ရှာကြရင်အယုတ်တွေထားတဲ့နေရာကိုရောက်လာခဲ့ပြီးဆက်ကတနေရာကိုညွှန်ပြနေတာနဲ့တူးကြည့်လိုက်တာကြောက်စုတစ်ခုတွေ့လိုက်ရတာမို့ဆွဲယူနေတော့မှပဲကြောက်စုမှခြိထားတဲ့ဂျိုးကတဲအောက်ကတစ်ခုခုနဲ့ညှိနေခဲ့ပါတယ်။ ဒါနဲ့သူတို့အားလုံးကျိုးကိုအတင်းဆွဲကြည့်ပင်မဲ့လဲကျိုးကထွက်မလာတဲ့အပြင်ပြတ်ထွက်သွားတာမို့အဲ့တော့မှသဲတွေကနဲ့အောင်ဆွဲယူနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ရေချဲကလည်းကြောက်ပြီးတဖြည်းဖြည်းနဲ့နောက်ဆုတ်သွားရကနေသဲဆုပ်ယူတဲ့အထက်ပါသွားခဲ့ပြီးအားလုံးကပြန်ဆွဲခဲ့ကြပင်မဲ့လဲလှမ်းဆွဲဖို့မမီတာနဲ့သဲတဲကိုပျောက်သွားခဲ့ပါတယ်။ဒါနဲ့နေကသူရအောင်ခဲ့မယ်ဆိုပြီးသူကသဲတဲကိုခုံဆင်းသွားခဲ့ပြီးရေချဲတော့ပြန်ပေါ်လာခဲ့ပင်မဲ့သူကတော့သဲတွေကြားမှာအသက်ပျောက်သွားခဲ့ပါတယ်။ ဘလုံးမနှိတ်ကိုကဲများတဲ့အဆုံးရေချဲကိုအိုက်မြာကနေခေါ်ပြီးကြောက်စုံနဲ့အိမ်တကားကိုဖွင့်ပြီးအိမ်ထဲဝင်ကြည့်တော့ရေခဲတ္တာကသူတို့ထွက်ပေါက်ဖြစ်နေခဲ့ပေမဲ့လည်းဖွင့်မရခဲ့ပါဘူးဒီလိုနဲ့ရေခဲတ္တာဖွင့်လို့ရမယ့်အရာကိုလိုက်ရှာရာကနေတိုင်မှကတ်ထားတဲ့မိပြတိုက်ရုပ်သေးသေးလေးမှရှိတဲ့ခလုတ်ကိုဖွင့်လိုက်ချိန်မှာတော့ညာဘက်ကိုချက်ချင်းရောက်သွားခဲ့ပြီးသူတို့အမြန်မလှုပ်ရှားရင်အိမ်မှာတဲနှစ်တော့မယ်ဆိုတာကိုသိလိုက်ရပါတယ် အဲ့ဒီချိန်မိပြားတိုက်ပေါ်မှာလဲလှေကားတစ်ခုပေါ်လာခဲ့တာမို့ဆိုဝီကပေါ်ကိုတက်သွားခဲ့ပြီးတယ်လီစကုပ်နဲ့အိမ်ဘက်ကိုလှမ်းကြည့်ချိန်မှာတော့ပြင်းနေတဲ့အလင်းရောင်ဟာလည်းရက်သွားခဲ့ပြီး I can see you ဆိုတဲ့စာတန်းတစ်ခုပေါ်လာခဲ့ပါတယ်။ဒါနဲ့ဆိုဝီလည်းသူမြင်ရတဲ့အရာကိုပြောပြလိုက်တော့ဘန်လည်းသူမြင်ခဲ့တဲ့လှေကိုသွားပြန်စစ်မယ်ဆိုပြီးထွက်သွားသလိုဆိုဝီကလည်းမိပြားတိုက်ကနေပြန်စစ်မယ်လို့မှာတော့နောက်ထပ်ထွက်ပေါက်တစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်။ ဗန်ကတော့လှေမှာစကလုံးရဲ့အထိပယ်ကိုလိုက်ရှာနေခဲ့ပေမဲ့လည်းဘလို့မှရှာမတွေ့သလိုအဲ့ဒီချိန်မှာပဲသူတို့မြင်ခဲ့ရတဲ့အယုတ်ကိုပြန်သတိရသွားပြီးအယုတ်ရဲ့မျက်လုံးတွေကိုခယူးကုန်နဲ့ကာထားတာမို့မမြင်ရတာကိုပြောတယ်လို့သဘောပေါက်သွားပါတယ်။အဲ့တော့မှအယုတ်တွေရှိတဲ့ဘက်ကိုပြေးသွားပြီးအယုတ်တွေကလည်းတဲကြားမှနစ်နေပေမဲ့ဗန်ကတော့မျက်လုံးမှာဖုံးနေတဲ့ခယူးကုန်ကိုဖယ်ပေးလိုက်တော့မှရေခဲတက်တာဖွင့်လို့ရမဲ့ပလက်ကြိုးကိုရှာတွေ့သွားခဲ့ပြီးအင်စီကိုပြေးလာခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲဆိုဝီကမိပြားတိုက်ပေါ်ကနေထွက်ပေါက်တစ်ခုကိုတွေ့သွားတာမို့သူတို့တွေဘယ်လန်းကိုလိုက်ရမလဲမသိပဲညများနေခဲ့ကြတာမို့ဘန်ကတော့ဆိုဝီရဲ့ထွက်ပေါက်ကိုလိုက်ခဲ့ဖို့တင်းတွေခေါ်နေခဲ့ပါတယ်။တဲတွေကလည်းအိမ်တစ်ခုလုံးကိုဝါးမြုံနေတာမို့ရေချယ်လဲဆိုဝီရှိတဲ့မိပြားတိုက်စီကို ပြေးသွားခဲ့ပြီးဗီယန်နာကိုလည်းသူတို့နဲ့လိုက်ခဲ့ဖို့ခေါ်ပေမဲ့ဘလို့မှအချိန်ကမရတော့တာမို့ဘန်လည်းအိမ်ကနေထွက်လာပြီးမိပြားတိုက်အပေါ်ကိုတက်သွားပါတယ်။ ဗီရီယန်နာလည်းလိုက်မဲ့အလုံးမှာတော့အင်တကားကပိတ်သွားခဲ့တာမို့ရွေးလို့မရတော့တဲ့အတူတူရေခဲတက်တာစီကိုပဲဝင်ပြေးလိုက်ရပါတယ်။ဘန်ကလည်းမိပြတိုက်ပေါ်ကိုအလင်းမြန်ပြေးတက်နေခဲ့ပေမဲ့လည်းလေကားလက်ကန်ကတဖြည်းဖြည်းပြန်ဝင်သွားတာမို့တဲတွေအောက်ကိုပြုတ်ကျသွားခဲ့ပြီးရေချဲကလည်းအချိန်မရှိတော့တာမို့ဆိုဝီကိုထွက်ပေါက်ထဲဝင်ဖို့အမြန်ခေါ်လိုက်ရပါတယ်။အဲဒီနောက်တော့သူတို့တွေနောက်ထပ်နေရာတစ်ခုကိုရောက်လာကြပြီးဆိုဝီကသူ့ကြောင့်ဗန်သေးသွားတယ်ဆိုပြီးကိုကူကိုအပြစ်တင်နေခဲ့ပါတယ်။ အဲဒီချိန်မှာပဲအပေါ်ကိုတက်ရမဲ့လှေကားတစ်ခုကိုတွေ့လိုက်ရပြီအပေါ်ကနေလဲရဲကားတွေရဲ့အတန်ကိုကြားနေရတာမို့သူတို့လွတ်ပြီဆိုပြီးအပေါ်ကိုတက်လာခဲ့ကြပေမဲ့အပေါ်မှာဘရီယန်နာနဲ့ပြန်တွေ့ခဲ့ရပြီဒိန်းထဲမှာပဲရှိနေသေးတာကို သိလိုက်ရပါတယ်ဘရီယန်နာလေဗင်ကဒန်ယာကိုတွေ့တော့ရွေးချယ်ကဘာဖြစ်တာလဲလို့မေးရကနေဒီနေရာကနေတမနစ်ပြည့်တာနဲ့အဆင်မိုးတွေရွာကြလာလိမ့်မယ်လို့သိလိုက်ရပါတယ် အဲ့ဒီနောက်တော့သူတို့တွေပြာရခတ်သွားပြီးဆိုင်ထဲကိုဝင်ဖို့လှုပ်ကြပေမဲ့တောခတ်ထားတာမို့ဆိုင်ရဲ့တကားဘေးကဆွဲထားတဲ့အရုပ်ကိုကြည့်တော့ပုံထဲကလူရဲ့အပေါ်မှာတိမ်ကိုတွေ့တာနဲ့ဗီယန်နာကအပေါ်ကိုတက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်အပင်တွေကြားထဲကလက်ရန်တစ်ခုမှချိန်ထားတဲ့တောကိုတွေ့ပြီးစက္ကန့်30ပဲကြာနောက်တာမို့ဗီယန်နာလည်းတောကိုလှည့်ဖြုတ်ပြီးအောက်ကိုပြစ်ချပေးလိုက်ပါတယ်။ ဒါနဲ့ရွေးချယ်လဲတော့ဖွင့်လိုက်တော့ဆိုင်တကားကပွင့်သွားခဲ့ပေမဲ့လည်းနောက်ထပ်ဖွင့်ရမယ့်တကားတစ်ခုရှိနေသေးတာမို့အချိန်ကိုကြည့်တော့လည်းနှစ်ဆက်ကံပဲလိုတော့တာမို့တကားကိုအတင်းတွေထုနေခဲ့ရတာကနေအမိတ်တစ်ခုသာကြာလာပြီးအဆစ်မိုးတွေလည်းရွာကျလာခဲ့ပါတယ်။မိုးတိတ်သွားတဲ့အချိန်မှာတော့တမနစ်တွက်တာလည်းပြန်ဆလာပြီးဆိုင်ထဲက TV ကနေသတင်းတစ်ခုလာနေတာမို့သတင်းမှာမိုးရေကိုစုဆောင်းမှုပြောတာနဲ့သူတို့လည်းအဆစ်မိုးရေကိုစုဆောင်းမှုအတွက်အဆစ်မပေါက်မဲ့ဘူးကိုလိုက်ရှာရတာကနေ စော်ကူးကိုတွေ့သွားကြပြီးတမနစ်ပြည့်လို့မိုးရွာလာချိန်မှာတော့မိုးရေခံထားလိုက်ပါတယ်။မိုးတိတ်သွားချိန်မှာတော့ဘူးကိုပြန်ယူလို့ဖုံးအိမ်တကားကိုဖြတ်လိုက်ပြီးအထဲကဖုံးကိုကင်လိုက်ပေမဲ့လည်းဘသူမှဘာမှပြန်မပြောတာနဲ့ခဏနေရင်တမနစ်ပြည့်တော့မှမို့ဖုံးအိမ်လူမဆန်ဘူးဆိုပြီးနောက်ထပ်နေရာတစ်ခုကိုရှာဖို့အပြင်ကိုထွက်သွားလိုက်ပါတယ်။ခဏနေမိုးကလည်းပြန်ကြလာတော့မှမို့ရွေးချယ်ကဖုံးအိမ်ထဲကနေထီထောင်ကိုလှမ်းပစ်ပေးလိုက်ပြီးဇိုဝီလည်းအက်စစ်မိုးတံကိုထီထောင်နဲ့နဲ့ကာနေရပါတယ်။ အဲ့ဒီချိန် ठी မှာအယုံဆိုင်ဆိုတာကိုရေးထားတာ ਨੇ ဆိုဝီလဲအယုံဆိုင်ကိုလှမ်းကြည့်တော့တွီးဝင်းဆိုတဲ့စာသားကိုတွေးလိုက်ရတာမို့သုံးခါမြီမှာဖုံးကိုကင်ဖို့ဖုံးဝင်တဲ့ကနှစ်ယောက်ကိုလှမ်းပြောလိုက်ပါတယ်ဒါနဲ့ဖုံးဝင်တဲ့ကနှစ်ယောက်လဲသုံးခါမြီပြီးဖုံးကင်လိုက်တော့တက်စီတကားလဲပွင့်သွားခဲ့ပြီးဆိုဝီလဲတက်စီတဲကိုဝင်နေလိုက်ပါတယ် အဲ့ဒီချိန်မိုးလဲတိတ်သွားတာမို့တက်စီတကားစီကိုရေချဲတို့နှစ်ယောက်လဲပြေးလာနေကြပြီမဲ့တက်စီတကားရောဖုံးအိမ်ရော ရုတ်တရက်ပိတ်သွားခဲ့တာမို့ဆိုဝီလဲတကားကိုရှေရောနောက်ရောမရရအောင်ဖွင့်ကြည့်နေခဲ့ပြီမဲ့လဲမရတဲ့အပြင်အချိန်ကလည်းပြေးသွားခဲ့ပြီးအပြင်မှာရက်နေတဲ့ရေချဲတို့နှစ်ယောက်အက်စစ်မိုးစားတာကိုခံလိုက်ရပါတယ် အဲ့နောက်တော့ဂိမ်းကိုချုပ်ကင်တဲ့အခန်းကနေအဖာတစ်ခုတက်သွားခဲ့တာမို့ဆိုဝီတရားဒီဂိမ်းကိုစီစဉ်တဲ့လူရဲ့အိမ်ကိုရောက်လာခဲ့ပြီးအခန်းထဲမှာပိတ်နောင်ခံထားရတဲ့သူ့သမီးကလယ်ရီနဲ့လည်းတွေ့ခဲ့ရပါတယ်။အဲ့ဒီချိန်ကလယ်ရီရဲ့အခန်းထဲမှာသူတို့ကြုံခဲ့ရတဲ့ဂိမ်းရဲ့အပြင်းအထန်တွေကိုတွေ့လိုက်ရတော့ဆိုဝီနဲ့ဂိမ်းကကလယ်ရီရဲ့ဆက်ကြောင်းဆိုတာကိုသိသွားခဲ့ပါတယ်။ ဇိုဝီကတော့ဘန်ကိုတပ်ပစ်ခဲ့တဲ့ကလယ်ရီတို့ကိုမကျေနပ်ပဲဖြစ်နေခဲ့ပြီးကလယ်ရီကလည်းသူကသူ့ဖေခိုင်းတဲ့အတိုင်းလုပ်ရတာဖြစ်တယ်လို့ဘန်ကလည်းမသေးသေးပဲသူကယ်ထားတာမို့တဲတဲကအိမ်တဲအိမ်ထဲမှာရောက်နေတာလို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲဘန်ရောက်နေတဲ့အိမ်ကို Glory ရဲ့အဖေတို့ကတီးသွားခဲ့ပြီးရင်းနှွေးငွေတွေချာမှာဂိမ်းကိုထပ်ကစားခိုင်းခဲ့ပြန်တယ်။ Glory ကတော့ဘန်ကိုထုတ်ဖို့ဆိုရင်သူ့အဖေရဲ့အခန်းထဲကိုသွားရမယ်လို့ပြောပြီးသူ့ကိုဒီထဲကနေထုတ်ပေးဖို့ Zoe ကိုတောင်းပန်နေခဲ့ပါတယ်။ အဲ့နောက်တော့ကလရီကရှေ့ကဗဟေရီကိုဖြည်နိုင်မှာသူလွတ်မှာမို့သူတောက်လျှောက်ဖြည်နေခဲ့ပေမဲ့လည်းဘလုံးမဖြည်မရတာမို့ဆိုဝီကိုကူဖြည်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်။ဒါပေမဲ့လည်းဖြည်တာမှားမယ်ဆိုရင်အကွက်ထဲကပုံတွေကပြောင်းသွားမှာဖြစ်ပြီးသုံးချိန်မှမှာခွင့်ရှိတာလို့ပြောတာနဲ့ဆိုဝီလည်းစိတ်လှုပ်ရှားသွားခဲ့ပြီးအဲ့ဒီချိန်မှာပဲသူတို့ကိုစီခိုင်းနေတဲ့ခင်ရဲ့တင်ကြီးသားဖြစ်တဲ့ပစ္စည်းပုံစံလေးကိုထောင်းတဲ့နေရာမှာတွေ့လိုက်ရတာမို့ဆိုဝီလည်းအဲ့တောက်ကနေလှမ်းကြည့်တော့ဗဟေရီရဲ့ဖြည်ရှင်းနည်းကိုတွေ့လိုက်ပါတယ်။ အဲနောက်တော့နှစ်ယောက်ပေါင်းပြီးအဖြေထုတ်ရာကနေဘယ်ရီရဲ့အဖြေကိုတည်သွားခဲ့ပြီးကလယ်ရီလည်းအခန်းပြင်ကိုထွက်နိုင်ခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲ Clary ရဲ့ကောင်လေးရောက်လာပြီးသူ့ကိုထွေးပွေးတဲ့ချိန်မှာသွေးတွေထွက်နေတာမို့အနောက်ကိုလဲကျသွားခဲ့ပြီးအဲနောက်မှာတော့တနတ်တလက်နဲ့ Clary ရဲ့အဖေလည်းရောက်လာခဲ့ပါတယ်။ Zoe ကိုတနတ်နဲ့ချိန်လို့ Clary ကိုလည်းလဲပေးညှစ်ပြီးသူ့ခန်းထဲပြောင်းဝင်မှုပြောနေတုန်းမှာပဲလဲကျနေတဲ့ကောင်လေးကအဖေဖြစ်သူရဲ့လက်ကိုတနတ်နဲ့ပြစ်လိုက်တာမို့သူတို့နှစ်ယောက်လည်းဒီအိမ်ကြီးထဲကနေလွတ်ပြီးဘန်ကိုကယ်ဖို့အတွက်သူ့အဖေရဲ့အခန်းကိုအမြန်သွားခဲ့ကြပါတယ်။သူ့အဖေရဲ့လူတွေကိုတော့ Clary ကဆက်ကနေတဆင်အခန်းတစ်ခုထဲမှာပိတ်နှောင်ထားလိုက်ပါတယ်။ အဲဒီနောက်တော့ဗန်ကိုအပူကန်းထဲကနေထုတ်ပေးနိုင်လိုက်ပြီးဗန်ရှိတဲ့နေရာကိုသွားချိန်မှာတော့လူနာတင်ရင်တွင်နဲ့ရှုပ်ရှက်ခတ်နေခဲ့ပြီးတွန်းလဲပေါ်မှာလဲနေတဲ့ဗန်ကိုတွေ့လိုက်ရပါတယ်။ဗန်ကဇိုဝီရဲ့စေတမလူသွားတဲ့လော့ကက်တီလေးကိုပြန်ပေးလိုက်ပြီးဇိုဝီနဲ့ဗန်နဲ့အတူလူနာရင်ပေါ်ကိုလိုက်သွားခဲ့ပြီးကလယ်ယာကတော့သူ့အဖေစီကိုသွားခဲ့လို့သူမကျင်တတ်တဲ့အကြောင်းတွေကိုပြောပြီးသူ့အမေကိုဆုံးရှုံးခဲ့ရတာလဲဒီကိန်းကြောင့်မို့ဆိုပြီးဒီကိန်းကိုစတင်ခဲ့တဲ့သူ့အဖေကိုသူပိတ်လောက်ခံခဲ့ရတဲ့အခန်းထဲမှာပဲ အပိသက်တက်ပြတ်ခြင်းကိုလုပ်ပြီးဂိမ်းကိုအပိတိုင်ရပ်တန့်ပလိုက်ပါတယ်